အားလုံးပဲမင်္ဂလာပါ TTN Gaming PC မှာကြိုဆိုပါရစေဒီနေ့ရတော့ပေါ့နော်ကျွန်တော်နဲ့လိုက်ပြီးတော့ဒီ Nvidia GeForce RTX 5080ဆိုတဲ့ graphic card ကြီးကိုကျွန်တော် unboxing လုပ်အောင်ပေါ့နော်အတူတော့ Asus တရ TUF Gaming ပေါ့နော် TUF Gaming RTX 5080ဦးမှာ OC Edition VRAM တော့16 GB နဲ့လာပါတယ်အဲ့တော့ကျွန်တော်နဲ့တစ်ချက် unboxing နဲ့စလိုက်အောင်ပေါ့နော်ကျွန်တော်တစ်ချက်စလိုက်အောင်ပေါ့နော်ကျွန်တော် Asus TUF Gaming ဆိုတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပေါ့နော်သူအကျန်းခံမယ်ခိုးလင်းကောင်းမယ်ဈေးကလည်း ျွန်တော် ROG လောက်ဈေးမကြီးဘူးပေါ့နော်။သူကအော့ဆုဆေးမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ကတ်တွေကသူအမျိုးမျိုးခွဲထားတာဗျာ။သူက budget တည်းဆိုလို့ရှိရင်ကျွန်တော်ဒီ prime series နဲ့ကြည့်ရဲ series ပေါ့ဗျာ။နော်အဲ့ဒါ budget ကတ်တွေပေါ့နော်။အကယ်လို့ budget တည်းနဲ့ကောင်းတာဆိုလို့ရှိရင်သူက TUF ပေါ့ဗျာ။ TUF ကျတော့သူက military grade လို့လည်းသူခေါ်တယ်။ပြောမဆိုရှင်အကျန်းခံစေရမယ် quality လည်းကောင်းအောင်မယ်ခွန်လင်းလည်းကောင်းတယ်ပေါ့နော်ဒါကတော့ကျွန်တော် military military grade ပေါ့နော်သူတက်ကောင်းတာတော့ ROG ဒါပေမဲ့ ROG ကတော့ဈေးကတော့ရှေ့လေးရှေ့လို့တုတ်တာ ပြောမှဆိုရှင်တကယ်ကိုတော်တော်ဆေးကြီးတယ်အဲကြောင့်မကျွန်တော်လည်းအတုံးနေတဲ့ ROG series ရတော့ပေါ့နော်ဒါတော့ TUF gaming series လေးပါအဲ့တော့ကျွန်တော် box လေးဖြန့်လိုက်မယ်ကျွန်တော် box လေးဖြန့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘာတွေမြင်ရမလဲဆိုတော့ဒါတော့သူ့ရဲ့ဟွာလေးဒါတော့သူ့ရဲ့ဟွာပေါ့နော်ဒါတော့သူ့ရဲ့ Oculus ကပါလာတဲ့ဂျိုးချီရဲ့ဟွာပေါ့ဂျိုးချီရဲ့အဲ cable တိုက်လေးပေါ့နော်ဒါတော့ Oculus ကသူ TUF gaming ရဲ့ stick ကပြောမှဆို system ပေါ်မှာကက်လို့ရတဲ့ဟာပေါ့နော်ဒါတော့ ဒါတော့အခုနောက်ပိုင်းတော့ Asus ကကျွန်တော်အခုနောက်ပိုင်းတူပေါ့နော်အထူးသဖြင့် Nvidia 50 series GPU တွေဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဗျာအကလေးရိုးရိုးကျွန်တော်အိပ်ပင်ကောင်းကျွေးမယ်ဆိုတော့၃၃၃ကောင်းတောင်ကျွေးရမှာကျွန်တော်ဆိုလို့ရှိရင်ဒါဒီလိုကွန်နက်တာမျိုးဘယ်တော့မှမတုံတော့ကျွန်တော်ကတခါလဲ power supply မှာနေဒီလို system pin နဲ့ system pin 12 high power ပါတဲ့ဟာကိုကျွန်တော်တုံးတယ်အပြောမှုဆိုရှိမှာဒီ5.0မှာပါလာတဲ့ဒီ system pin ကသူက second version တော့ဖြစ်သွားပြီသူတို့ခေါ်တာ12 volt 12 by 6 power connector လို့ခေါ်တယ် ်သူ့ရဲ့အဟောင်း version ဆိုကျွန်တော်40 series တုန်းက40 40 60တို့ RTA 40 80တို့မှာပါတဲ့ကောင်ကြတော့သူက12 volt high power connector လို့ခေါ်တာပေါ့နော်ဒီကောင်ကတော့12 volt အဲ3 by 6 connector လို့သူတို့ခေါ်တာပေါ့နော်ပြောမလို့ဆိုရင်လည်း upgrade လုပ်ထားတယ်ပေါ့ဗျာဒါကတော့ cat holder လေးပေါ့နော်အဲအရေးအဲ့ဒါလေးအရေးမကြီးဘူးအရေးကြီးတယ်ဒါလေးဩဒါလေးကတော့ cat ကြီးကတော့ heavy ဒီမှာဟူးဒီကကဒီကရန်ဖြစ်လို့ရှိရင်ဗျာကျွန်တော်လူကောက်ပေါ့နေအောင်လူတည်တယ်ဗျာဒီကကသိလားဟိုကကြီးကြီးလိုက် လောဝကျစ်စင်ကြီးဒီမှာပေါ့နော်ကျွန်တော်တို့ဒီ Asus TUF gaming ပေါ့နော် RTX 5080 16K OC edition ပေါ့နော်ဒီကက်လေးပါဒီကက်လေးကတော့ပြောမဆိုရှင်ဒီကောင်လေးကတော့3.5 slot နဲ့ဗျာသူကသူ့ရဲ့ဒီ3.6 slot ပေါ့နော်အတိအကျပြောမဆိုလို့ရှင်သူက PCI slot ကို3.6 slot လောက်သူယူသွားမယ်4တော့မဟုတ်ဘူး တချို့တော်တော်များများဒီထက်မြင့်တဲ့ကက်တွေဆိုရင်4တွေပါနဲ့လာတယ်ပြောမဆိုရှင်တော့ KC နေနေကြီးကြီးလေးဘုတ်ကနေနေကြီးကြီးလေးမှဒီကက်ထဲလို့ဆန့်ပါဗျအဲ့တော့ဒီကက်လေးကဒီမှာပါအားလုံးမြင်နေရတဲ့အတိုင်းပေါ့နော်ဒါတော့ခုနပြောတဲ့12 volt 12 by 6 connector နဲ့ကျွန်တော်ပါဝါကျွေးရမယ်ဒီမှာလည်းကျွန်တော်ဒီ quiet mode နဲ့ performance အဲ quiet mode နဲ့ performance ပါမယ်ပေါ့ဗျာဒီ quiet mode နဲ့ performance mode တော့ဗျာ performance mode ဆိုလို့ရှင်တော့ကျွန်တော်က ambient နည်းနည်းပူလဲမယ်ဆိုလို့ရှင်တိပေက fan တန်နည်းနည်းထွက်မယ် temperature နည်းနည်းကျမယ် quiet mode ကြတော့ ူကဗျာအပြင်နည်းနည်းညော့မယ်တမ်ပရီချာနည်းနည်းမြင့်မယ်ဒါတော့ကိုယ့်ဘဝကိုအဆင်ပြေတဲ့မုတ်သုံးလို့ရတယ်ပြဿနာမရှိဘူးပေါ့နော်အဲ့တော့ဒီစပက်ဒီ graphic card လေးက power draw ဆိုလို့ရှိရင်ကျွန်တော်360ဝက်ဗျာအာ Nvidia ကိုတိုင်က recommend ပေးထားတာကတော့ကျွန်တော်ဒီအနည်းဆုံး850ဝက်လောက်တော့သုံးကျွန်တော်ဆိုလို့ရှိရင်ဗျာအဲ1000ဝက်နဲ့တွဲဆင်ပေးထားတယ်ဒီကတ်လေးကိုပေါ့နော်နောက်တစ်ခုကသူ့ရဲ့ အဲ V run အမျိုးအစားဆိုလို့ရှိရင် GDDR 7ဖြစ်သွားပြီ။သူက 16K GDDR 7တုံးထားတယ်။နောက်တစ်ခုသူ့ရဲ့ memory speed က 30GB/s အစက္ကန့်အောင်ရတယ်ဗျ။ဒီ graphic card ရဲ့ memory speed ပေါ့နော် GDDR 7ဖြစ်တဲ့အတွက်သူ့ရဲ့ Q3 ကတော့1000 952ခုပါဒါတော့သူ့ရဲ့ Q တာ9ပေါ့နော် performance နဲ့သူ့ရဲ့ megahash နဲ့ပြောမှဆိုလို့ရှိရင်ကျွန်တော်ပေါ့နော်အာ Nvidia Dafor ပေးထားတာက original က2620 megahash ပေးထားတယ်သူ့ရဲ့ frequency ကိုပေါ့နော်ဒါပေမဲ့ဒီ Asus TUF gaming လေးကသူ OC edition ပြ OC edition ဖြစ်တဲ့အတွက်သူကအာသူကတော့2900 MHz ကိုသူ OC လုတ်ပြီးထားတယ်အဲ့ဒါတော့မှတချို့ online မှာပြောတော့ကျွန်တော်တွေ့တာတချို့စမ်းတဲ့လူတွေပေါ့နော် online မှာဆိုရှင် MSF after banner နဲ့ဟိုဒီကတ်ကို900 MHz ဆောင်သူတို့ OC လုတ်တယ်အဆင်ပြေတယ်ဗျာ ဒါပေမဲ့အဲ user နေနဲ့ဆိုလို့ရှိရင်လည်းအဲ့လို OC လို့ဖို့တော့ကျွန်တော်လည်း recommend မပေးပါဘူးအဲ default နေနဲ့တုံးတာတော့ပိုကောင်းပါတယ်ဒီကတ်လေးကတော့ performance တော့ပြောမဆိုရှင်ပေါ့နော်ဒါခုနကကျွန်တော်ပြောရတဲ့ဟာတွေကပြောရတဲ့ဟာလေးတွေကတော့သူ့ရဲ့ spec လေးတွေပေါ့နော်အဲ့တော့သူ့ရဲ့ performance လေးကိုကျွန်တော်ထပ်ပြီးတော့နည်းနည်းပြောပြပေးမယ်ပေါ့နော်အဲ့တော့သူ့ရဲ့ performance နေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီကတ်လေးကသူကတော်တော်လေးကိုကောင်းပါတယ်သူကဒီ 4K ပေါ့နော် ကျွန်တော် 4K resolution မှာကျွန်တော် ray tracing on ပြီးကစားမယ်လောက DLSS မှာပါပဲနဲ့ပေါ့နော်ကျွန်တော် ray tracing on မှာဆိုလို့ရှိရင်တော့မှာ FPS triple A gain တွေကိုပြောတာပေါ့နော်လောကအခုကျွန်တော်ပြောတဲ့ FPS အားလုံးကတော့ triple A gain တိုက်တဲ့တွေကိုပြောတာပါ 4K ကို ray tracing on မှာဆိုလို့ရှိရင်60 FPS တောင်ရတယ်ဒါ 4K မှာပေါ့နော်အကယ်လို့ကျွန်တော်က ray tracing မ on ဆိုလို့ရှိရင်80 FPS ရမှာ 4K resolution မှာအပြောမဆိုဒီကက်တော့မဆိုလို့ရှိရင်တော့ recommend ပြတာ 4K monitor နဲ့တွဲသုံးလောက 2K monitor ဆိုလို့ရှိရင်တော့ဒီကက်ဆင်ဖို့မလို့ 4K တော့အဲနောက်တစ်ချက်အကြိုး 2K မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က 2K ကို ray tracing on မျိုးဆိုမှဆိုလို့ရှိရင်တော့ 60fps ရပါတယ်အကြိုး 2K ကိုမှကျွန်တော် ray tracing on မှု native native performance ဆိုလို့ရှိရင်တော့ fps 130တောင်ရတယ် average စဉ်းစားကြည့်နော်လောဝ native performance 2K ကို130ရတယ် 4K ကို80ရတယ်ဗျာလောဝပြောမှဆို performance ဘာမှပြောစရာမရှိဘူးဒီကတ်လေးရတော့ဗောနော်ကျွန်တော်တို့က game ဆော့မှာလား render ဆွဲမှာလား ကျွန်တော်ဒီ architect render တွေဆွဲမယ်ဆိုလို့ရှိရင်လည်းကျွန်တော်က 2K ဆွဲမှာလား 4K ဆွဲမှာလား 8K ဆွဲမှာလားလောဝအရန်ကျဲတဲ့ကတ်ကြီးဗျာပြောမှဆိုရှင်ဒီလားတို့တခြားကတ်တွေနဲ့လည်းပို့ပြီး idea ရှင်းနေနေနိုင်ရှင်းပြပေးမယ်ကျွန်တော်ကဗျာကျွန်တော်အသုံးများတဲ့ GTA 1650 4K budget ကတ်အဲ့ GTA 1650 4K ဆိုတဲ့ budget ကတ်နဲ့ဆိုင်လိုက်လို့ရှိရင်ဒီကတ်လေးက ခွန်ခွန်ဆခွဲတောင်ပို့တာတယ်ဂျီဂျီ1650 4K တဲ့ခွန်ဆခွဲတောင်ပေါ်ဖော်မန့်ပို့ထွက်ပါတယ်အကေလို့ကျွန်တော်က RTA 4060နဲ့နိုင်ရှင်မယ်ဆိုလို့ရှိရင်နှစ်တသမ9ဆတောင်ပို့တာပါတယ်ပြောမလို့ဆိုရှင်3ဆတော့မရောက်ဘူးနှစ်တသမ9ဆတောင်ပို့တာပါတယ် RTA 4060 8K တဲ့ဆိုင်လို့ရှိရင်နောက်တစ်ချက်ကတော့သူ့ရှေ့ရက RTA 4080ပေါ့နော် RTA 4080တက်ဆိုင်လို့ရှိရင်တော့ RTA 4080တက်ကို15000ကျော်တော့ performance ပို့ထွက်ပါတယ်ဒီနေရာမှာအကေလို့ကျွန်တော်က RTX 40 60နဲ့နိုင်ရှင်မယ် RTX 40 60နဲ့နိုင်ရှင်မယ်ဆိုလို့ရှိရင်တော့ RTX 40 60အထက်ကို17ရာခဏလောက် performance ညော့ပါတယ်ဒီကတ်လေးကတော့လုံးဝကျွန်တော်အကောင်းဆုံးအကျဉ်းဆုံးတုံးချင်တဲ့လူအတွက်တော့ကျွန်တော်ကဒါကတော့ကျွန်တော်ဆိုင်နေတဲ့လုံးဝ top recommend ကတ်ကြီးပါကျွန်တော်တို့ဆိုင်နေတဲ့ဆိုလို့ရှိရင်တော့အာဒီကတ်လေးကိုကျွန်တော်ဘယ်ဟာနဲ့တွဲဆင်ပေးထားလဲဆိုတော့ကျွန်တော် Ryzen ရဲ့ Ryzen 9 6950 HDD နဲ့ RAM ကတော့ 32GB storage ကလည်း2000ကိုကျွန်တော်ဒီ Samsung 990 Evo နဲ့တွဲဆင်ပြီးထားတယ်။အဲ့ဒါကို system mount တစ်ခုလုံးရဲ့ဈေးက196ဒိန်9900ကျပ်ပါအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးစရာလေးတွေရှိရတိုင်ပင်စရာလေးတွေရှိရဆိုလို့ရှိရင်ကျွန်တော် TTN Gaming PC နဲ့ဆွေးနွေးလို့ရပါတယ်ကျွန်တော်နဲ့လာတိုင်ပင်လို့ရပါတယ်အားလုံးပဲဒီကက်လေးရောဘယ်လိုမြင်လဲလို့ကျွန်တော်ကောမန့်မှာရေးသွားပြပါကြိုက်တယ်ဆိုလို့ရှိရင်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ highlight ပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် TTN Gaming PC ရဲ့ဗီဒီယိုလေးကိုလည်း like နဲ့ share လေးကူညီပေးကြပါနော်အားလုံးပဲ now video မှာပ 扁对角呢？